ယူနိုက်တက်တို့ဘလောက်ပဲကောင်းတယ်ပြောပြောအာဆင်နဲ့လေဗယ်ကိုမှီဖို့တော့တော်တော်လိုပါအောင်ပဲအခုလက်ရှိမှာယူနိုက်တက်တို့ကပြန်လာပြီ၃ပွဲလောက်နိုင်တာနဲ့ပဲယူနိုက်တက်တို့ဖလားသိမ်းတော့မယ်စသဖြင့်ဒါရီယိုပဲမြင်လာရပါပြီနောက်ပြီးဟိုတရက်က Forest နဲ့ပွဲမှာဆိုရင်လည်းပထမပိုင်းတကူသွင်းထားလို့ပထမတစ်ပိုင်းလေးအဆင့်နဲ့ခဏရောက်သွားတာကိုတော့မှယူနိုက်တက်ရဲ့ fan တွေက screen shot တွေရိုက်ပြီးတော့အတော်လေးကိုဂုဏ်နေကြတာပါဒါရီယာတကယ်တမ်းကျတော့လက်တွေ့မကျတဲ့အရာမျိုးတွေပါဒီတော့လူရင်းပြောရမယ်ဆိုရင်တကယ်လက်တွေ့ကိုင်းထဲမှာယူနိုက်တက်ရဲ့အခြေအနေကထင်သလောက်မဟုတ်သေးပါဘူး နောက်ပြီးတော့ဒီအသင်းကအမိုရင်တယောက်ထဲရပဲနှစ်ပေါင်းများစွာကင်တွယ်လာတဲ့အနေထောက်လည်းမရောက်သေးပါဘူးအဒီတော့အခုကာလက United ရေလို့ဖြစ်လာအောင်ပြန်လဲတီဆောက်နေတဲ့ကာလမျိုးမဟုတ်သေးပါဘူးဒီတော့သုံးပွဲဆက်လောက်လေးနိုင်တာနဲ့ပဲ United တို့ Arsenal ကိုရှင်းနိုင်ပြီဆိုတာကြီးကတော့တော်တော်လေးသဘာဝမကျပါဘူး Arsenal ဆိုတာကနီးပြတယောက်ထဲနဲ့နှစ်ပေါင်းများစွာတီဆောက်လာတဲ့အသင်းပါဒါပေမဲ့ United ကတော့ဒီလိုမဟုတ်ဘဲနဲ့ပြောင်းလဲလိုက်တဲ့နီးပြတွေဝယ်လိုက်တဲ့ကစားသမားတွေဆိုတာကရည်ရွယ်တော်မှမနိုင်ပါဘူး ဒါကြောင့်မဲတစင်ချင်းစီဖြည်းဖြည်းချင်းတိဆောက်သွားနေတဲ့အာဆင်နဲ့လေဗယ်ကို၃မဲစရိုက်လောက်ကောက်ထပြီးတော့နိုင်တာနဲ့ပဲသွားရှင်လို့မရသေးပါဘူး။နောက်ပြီးအာဆင်နဲ့ပတ်သက်ပြီးတော့ပိုတူးကြတာတခုဟာရှိပါတယ်။အဲ့ဒါကတော့အားလုံးသိတဲ့အတိုင်းအခုလက်ရှိအာဆင်နယ်ကောင်းနေရခြင်းအဓိကအကြောင်းကခန်းစစ်ကစားသမားတွေကြောင့်ပါ။အာဆင်နယ်ကသူတို့ရဲ့ခန်းစစ်ကိုဒီလိုဖြစ်အောင်လို့ခန်းစစ်ကစားသမားတွေကိုတခြားအသင်းတွေစီအငှားလွတ်ပညာနဲ့အတွေ့အကြုံတွေယူခိုင်းပြီးမှပဲအသင်းမှာပြန်ပြီးဆိုတာပါ။ဒါမဲ့ယူနိုက်တက်ကတော့အသင်းရဲ့အထိုင်ခံစင်မှုဆိုတဲ့သူတွေကိုဒီလိုနီးနဲ့မတိဆောက်ထားပါဘူး။ အဲ့ဒီတစ်ချက်ထဲနေတယ်အခုလက်ရှိမှာ United ကအာဆင်နယ်ကိုဘလို့မှရှင်းလို့မရတော့ပါနောက်ပြီး Ferguson ပြောခဲ့တဲ့ဇာတ်ကားအတိုင်းအခုလက်ရှိမှာသူတို့ကမလုပ်ပြနိုင်မယ့်အာဆင်နယ်ကပဲလုပ်ပြနေရတော့ United fan တွေကလည်းအတော်ကြေကွဲနေကြမှာပါဒီတော့ပထမပိုင်းဂိုးသွင်းရုံ၃ပွဲဆက်လောက်နိုင်ပွဲဆဲုံနေတော့နှစ်ပေါင်းများစွာဖြစ်ဖြစ်ချင်းထူးဆစ်သွားနေတဲ့အာဆင်နယ် level ကိုဘလို့မှမမြင်အောင်မဟုတ်ပါဘူးဒါကြောင့် United ကိုဘလောက်ကောင်းလာတယ်ပဲပြောပြော level တခုကိုရောက်ဖို့ဆိုတော့တော်တော်လိုပါ ರೀ ။နောက်ပြီးအခုကောင်းနေဆိုတော့ကောက်ယူမိအဆင့်သာရှိပါ ರೀ ာဆင်နယ်လိုတကယ်ကောင်းတယ်လို့ပြောခံဖို့ကတော့ယူနိုက်တက်တို့အနေနဲ့တော်တော်ကြီးကိုကြိုးစားရပါအောင်မယ်။နောက်ပြီးခုလက်ရှိမှာအာဆင်နယ်ကပရီးမီးယားလိသမိုင်းမှာတော့မှမရှိခဲ့ဘူးတဲ့အရာတွေကိုလှုပ်ပြနေရပါ။ယူနိုက်တက်ကအဲ့လိုမျိုးလှုပ်ပြနိုင်မှုလို့လား။လှုပ်ပြနိုင်တဲ့အခါကျမှသာ level ပြန်ပြီးတော့ညှိတင်ပါလိမ့်။